မတစ်ခုနဲ့အစာဖြူကြည့်ရအောင်ရှင်။လမ်းလျောက်နေတုံအပေါ်တိတ်ခဲလက်သားဆောင်ကနေပန်းအိုးတစ်လုံးပြုတ်ကျလာပြီးကိုယ့်ရဲ့လက်တပ်ပေါ်တဲတဲ့ကျတော့တယ်ဆိုပါတော့။ဟုတ်ကဲ့။တော်တော်လေးကိုဒရဆာထွက်စီရပဲပေါ့နော်။ဒါကရိုးရိုးကန်ဆိုးတာပဲလား။ဒါမှမဟုတ်တစုံတရာရဲ့ပေါ်ဆောင်မှုကြောင့်လား။อืมဒီပေါ်ဆောင်မှုဆိုတဲ့စကားလုံးကနေစဉ်ဘဝမှာလွယ်လွယ်သုံးနေကြပေမဲ့တရားဥပဒေကဒီကိစ္စကိုဘယ်လိုမြင်လဲကိုယ့်ရဲ့ပျက်စီးသွားတဲ့လက်သက်ပေါ်အတွက်ရိုကြီးတောင်းတဲ့ခီးလန်းကဖြောင်းဖြူးပါမလား ဒါမှမဟုတ်ဝင်းကပါလို့ရှုပ်ထွေးနေမလားဆိုတာပေါ့ဟုတ်တယ်အဲ့ဒါကိုတည်ကျင်တာဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကအဲ့ဒီဝင်းကပါထဲကိုဖြတ်တန်းကြည့်ဖို့ပါပဲပို့ဆောင်မှုပေါ့ negligence လူခေါ်တဲ့အကြောင်းအရာကိုဥပဒေကြောင်းစောစောက်တို့အုပ်ထဲကအချက်လက်တွေကိုယူပြီးလေ့လာကြည့်ကြမယ်อืมကောင်းပြီလေဒါဆိုရင်တော့ပေါ်ဆာမှုဆိုတဲ့ဥပဒေရဲ့ဝင်းကပါတဲ့ကိုအတူတူဝင်းကြည့်ကြတာပေါ့ပရမဆုံးတည်ကျင်တာကဥပဒေမှာပေါ်ဆာမှုဆိုတာကိုဘယ်လိုအရေးပဲဖွင့်တာလဲရှင် ဥပမာခုနပေါင်းအိုကိစ္စမှာပေါင်းအိုပိုင်ရှင်ကကျွန်တော်တမင်လူတောင်မှမဟုတ်တာလို့ပြောရုံနဲ့လုံလောက်လာအဲ့ဒီမှာပဲစိတ်ဝင်စားစရာကောင်းလာတာဗျာဥပဒေကတမင်လုံးမလို့ကိုပဲကြည်တာမဟုတ်ဘူးဩအဓိကတိုင်းတာတဲ့ဆန်နှုံးတစ်ခုရှိတယ်အဲ့ဒါကတာမန်အမျိုးအမင်းရှိသူ a reasonable person ရဲ့ဆန်နှုံးပဲတာမန်အမျိုးအမင်းရှိသူဟုတ်တယ်ဆိုလိုတာကဒီလိုအခြေအနေမျိုးမှာတာမန်စင်ကျင်တုံတယောက်ရှိတဲ့ အမျိုးအမြင်ရှိတဲ့လူတယောက်ဆိုရင်ဘလို့ပြုမှုဆောင်ရွက်မလဲဆိုတာနဲ့နှိုင်းရှင်ကြည့်တာဟုတ်ပါတယ်သူကဥပဒေရဲ့တိုက်တာရေးပေတန်းတစ်ခုလိုပဲဥပမာပြောရရင်ကျောင်းလာကဖြတ်မောင်းတဲ့ကားမောင်းသမားတယောက်ကိုစဉ်းစားကြည့်လေတာမန်အမျိုးအမြင်ရှိတဲ့ရင်မောင်းတယောက်ဆိုရင်ဘာလို့မလဲအရှင်လျှော့မယ်ဘေဘီကိုတတိထားကြည့်မယ်မှန်ပါတယ်အဲ့ဒီလိုမှမှလူပဲအရှင်ပြင်းပြင်းမောင်းလို့ကလေးတယောက်ယောက်ကိုတိုက်မြင်ရင်သူ့မှာပေါ်ဆမှုရှိသွားပြီအင်းစူပါမားကတ်မှာရေးသားပူသူပူမောက်ကြသွားရင် တာမန်အမျိုးအမြင်ရှိတဲ့ဆိုင်းရှင်ကကျမ်းပင်ဆိုတဲ့သတိပြုပါဆိုတဲ့ဆိုင်းဘုကလာချလိမ့်မယ်။အဲ့ဒါကိုမလုပ်ပစ်ထားလို့ဈေးဝယ်သူတယောက်ချော်လဲပြီးတန်းရရသွားရင်ဆိုင်းမတော်ဝင်ရှိသွားရော။အဲ့ဒါပဲ။အဲ့ဒီလူကတကယ်တော့ဘာလုပ်ခဲ့တယ်လဲဆိုတော့ကိုဒီစိတ်ကူးတဲ့ကတာမန်လူကဘာလုပ်တင်တယ်လဲဆိုတော့ ਨੇ တိုက်ကြည့်တာပေါ့။အော်တဘောပါဘီဒါဆိုရင်ကိုယ့်ရဲ့လက်ရက်ကတခြားသူကိုထိခိုက်နိုင်ကြီးရှိမရှိကြိုတင်စဉ်းစားပြီးတတိထားမယ်တောင်းဝန်ကို ပြောနေတာပဲအတိအကျပဲဒီယူဆကအခုမှပေါ်လာတာမဟုတ်ဘူး မြန်မာနိုင်ငံရဲ့တရားစီရင်ရေးရဇဝဲမှာတောင်းဒီလိုအမှုမျိုးတွေရှိခဲ့တယ်။တော်တော်လေးထူးဆန်းတဲ့အမှုတစ်ခုရှိတယ်။ဟုတ်လား။မောင်ကျော်တော်နဲ့မစ်ချင်နဲ့နာရယာနန်ချက်တီမှုဆိုတာလေစင်းနှကောင်တိုက်ခိုက်တယ်မှု။ဟာစင်းမှုဟုတ်လား။ဒါကတော့စိတ်ဝင်စားစရာပဲ။ဘလို့ဖြစ်တာလဲ။အမှုကတရားလိုရဲ့စင်ကိုတရားပြန်ရဲ့စင်ကကန်တတ်လိုက်လို့တေးသွားတဲ့ကိစ္စပဲ။အင်း။တရားလိုကနိနာချေတောင်းတယ် ဒါပေမဲ့တရားယုံကတရားလိုကိုရှုံးစေခဲ့တယ်။ဟာဘာလို့လဲရှင်။ဘာလို့လဲဆိုတော့တရားပြန်ရဲ့စင်ကစိုးသွမ်းလေအန်ဒီရရှိတယ်ဆိုတာကိုတရားပြန်ကကြိုသိတယ်လို့တရားလိုဘကတတ်တယ်မပြတ်နိုင်ခဲ့လို့ပဲ။အော်။တရားပြန်ကသူ့စင်ကိုတခြားစင်တွေထိန်းတယ်လို့ပဲတန်ကျိုးတွေခတ်ပြီးတာမန်ဂရုဆိုင်မှုတာထိန်းသိမ်းထားခဲ့တယ်။음။ဒါကြောင့်တာမန်ထပ်ပိုးတဲ့အထူးဂရုဆိုင်မှုမျိုးလုတ်ဖို့တာဝန်မရှိဘူးလို့ယုံကသုံးသပ်သွားတယ်။ ဆိုလိုတာကတရားပြိုင်ဟာတာမန်အမျိုးအမင်းရှိတဲ့စင်မိုင်းရှင်တယောက်ရဲ့စံနှုန်းနဲ့ကိုက်ညီခဲ့တယ်လို့ယူဆလိုက်တာပေါ့ဒါဆိုရင်တော့နိဒနာသူတယောက်အင်ဒီနဲ့တရားဆွဲဖို့ဆိုတာထင်တယ်လို့မလွဲဘူးပေါ့နော်တဖက်လူပော့ဆတယ်လို့ပြောယုံနဲ့မပြီးပဲဥပဒေကတတ်မှတ်ထားတဲ့အချက်တွေအလုံးနဲ့ကိုက်ညီကြောင်းတတိပြရမှာပေါ့ဟုတ်တယ်ဒါကိုဥပဒေရဲ့စစ်ဆေးရမယ့်အချက်များစာရင် checklist လို့ပြောလို့ရတယ် checklist အဲ့ဒီစာရင်တွေကအချက်တစ်ချက်ပဲလွဲသွားရင်တောင်အမှုရှုံးသွားနိုင်တယ် အဓိကအဖေအချက်မားချက်ရှိတယ်။တဲ့တရားပြိုင်မှာဂယူးဆိုင်စာဝဲဖူးတာဝန်ရှိရမယ်။နှင်းအဲ့ဒီတာဝန်ကကို့အပေါ်မှာတက်ရအောင်မယ်။သုံး तू ကအဲ့ဒီတာဝန်ကိုဖျက်ခွက်ခဲ့ရမယ်။ဟွန်း။လေး तू ရဲ့ဖျက်ခွက်မှုကြောင့်ကိုကတိုက်ရိုက်နစ်နာရမယ်။ငါတကယ်တမ်းထိခိုက်ဆုံးရှုံးမှုရှိရမယ်။အဲ့ဒီ checklist ကတော်တော်တင်ကျပ်တာပဲအချက်အလုံးကိုတက်တည်ပြဖို့ဆိုတာတော်တော်ခက်မှာပဲဒီထဲမှာဘယ်အချက်ကတက်တည်ပြဖို့အခက်ဆုံးဖြစ်တယ်လဲရှင်အများအားဖြင့်တော့ number 1နဲ့2 guru site ဖို့တာဝန်ပေါ့ duty of care လို့ခေါ်တယ်အဲ့ဒါကိုတက်တည်ပြတာအခက်ဆုံးပဲဘာလို့လဲဘာလို့လဲဆိုတော့ကျွန်တော်တို့မှာကဘာပေါ်ကလူတိုင်းအပေါ် guru site ဖို့တာဝန်မရှိဘူးလေကိုယ့်ရဲ့လူရဲ့ကြောင့်ထိခိုက်နိုင်တယ်လို့ကြိုတင်တွဲဆလို့ရတဲ့လူတွေပေါ်မှာပဲတာဝန်ရှိတာဩအဲ့ဒါကဥပဒေကရေးဆွဲထားတဲ့မမြင်ရတဲ့မြင်းတစ်ကြောင်းပဲအမှုတော်တော်များများနိုင်တာရှုံးတာကအဲ့ဒီမြင်းပေါ်မှာမူတည်နေတာ ခုနကပန်းဦးကိစ္စမှာဆိုရင်လက်ထောက်ဆောင်ပိုင်ရှင်မှာလက်ထောက်ဆောင်အက်ကဖြတ်သွားဖြတ်လာလုပ်နေတဲ့လူတွေပေါ် group ဆိုက်ရမယ့်တာဝန်ရှိတာရှင်းနေတာပေါ့နံပါတ်၄တိုက်ရိုက်နဲ့နာချင်းဆိုတာကတော့လောက်ရက်နဲ့ထိခိုက်မှုကြားကဆက်ဆက်မှုက တော်တော်ခိုင်မာရမယ်ဆိုတဲ့သဘောလားတိအကြပဲအဝေးကြီးမှာဖြစ်တဲ့အကျိုးဆက်အတတာဝန်ယူဆရာမလိုဘူးတိုက်ရိုက်အကျိုးဆက်ပြရမယ်ဥပဒေပညာရှင်တွေကဒါကိုခန့်ခန့်ညာညာလက်တင်စကားလုံးနဲ့ cause and causes လို့ခေါ်တယ် causing causes ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကတော့ဖြတ်စည်းဆုံးရှုံးမှုတွေရဲ့ကွင်းဆက်ကိုတကယ်တမ်းဆက်တင်လိုက်တဲ့လောက်ရောက်ကို ရှားဖွေတာပါပဲကောင်းပြီဒါဆိုရင်ခုနက laptop ကြိုးသွားတဲ့လူကအဲ့ဒီ checklist ငါးချက်လုံးကိုတစ်ချက်မကျန်တက်သေးပြနိုင်ပြီဆိုပါတော့ဒါဆိုရင်ပေါင်းဖို့ပိုင်ရှင်ကတော့ game over ပဲလားသူဘက်ကခုခံချေပခွင့်မရှိတော့ဘူးလားရှိတာကိုအရေးကြီးတဲ့ခုခံချေပချက်တွေရှိပါတယ်နာမည်အကြီးဆုံးတစ်ခုက ပထောက်ကူပေါ်စားခြင်း contributory negligence လို့ခေါ်တယ်ပထောက်ကူပေါ်စားခြင်းရိုးရိုးရှင်းရှင်းပြောရရင်ခမရလဲမားတာပဲလို့ပြန်ပြောတာမျိုးပေါ့နစ်နာသူကိုယ်တိုင်ရဲ့ပေါ်စားမှုကလည်းဒီထိခိုက်နစ်နာမှုပြောင်းတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်လို့ခြေပေါ်တာအော်ဒီလိုလေးရှိသေးတာကိုဒါဆိုရင်ခုနပန်းအိုးကိစ္စကိုပြန်သွားအောင်ပန်းအိုးပြုတ်ကြတဲ့လက်တဆောင်အောက်မှာကအန်ဒီရရှိသောနေရမဝင်ရဆိုတာစိုင်းပုတ်ကြီးခြေထားတယ်ဆိုတော့ဟုတ်ကဲ့ laptop ပိုင်ရှင်ကအဲ့ဒါကို group မဆိုင်ဖဲဖုန်းသွင်းရင် lamp ဖက်လျှောက်သွားလို့ပန်းအုံးနဲ့ထိတာဆိုရင်ရောဘလို့ဖြစ်မလဲဒါကပထောက်ကူပေါ်စားခြင်းအတွက်ဥပမာကောင်းတစ်ခုပဲဒီလိုအခြေအနေမှာကြားရုံးကတဖက်တက်ကိုအဖြူအမြဲခွဲနေအဆုံးဖြတ်မပေးတော့ဘူးဟုတ်ဟောလားအရင်ခက်ကဆိုရင်တော့နစ်နာတို့ဘက်ကနည်းနည်းလေးပဲအမပါဝင်ခဲ့ရင်တော့ယော်ကြီးလုံးဝမရတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့အခုခေတ်ဥပဒေရတော့အဲ့ဒီလိုမဟုတ်တော့ဘူးဘလို့ပြောင်းသွားလဲရှင်တရားရုံးက နှစ်ဖက်လုံးရဲ့ပေါ်ဆာမှုအတိုက်အတာကိုချိန်ထိုးကြည့်တယ်။ပြီးတော့ပေးရမယ့်လျော်ချင်းငွေကိုအချိုးကျလျှော့ချဖြစ်လိုက်တယ်။ရာခိုင်နှုန်းနဲ့တွက်တာလားဦးမမပန်းအုပ်ပိုင်ရှင်ကခမစစ်ရာခိုင်နှုန်းမားတယ်။လက်တော့ပိုင်ရှင်ကဆိုင်းဘကိုဂမူရူမဆိုင်လို30ရာခိုင်နှုန်းမားတယ်အဲ့ဒီလိုမျိုးလား။ဒါကတော်တော်လေးကိုပုဂ္ဂလတိတ်ချမ်းဆန်းတယ်လို့ပဲ။ဟုတ်တယ်။တရားသူကြီးကအဲ့ဒီနံပါတ်ကြီးကိုဘယ်လိုဆုံးဖြတ်တာလဲ။ဒါတော်တော်ကောင်းတဲ့မိန့်ကုံးပဲ။တိကျတဲ့သင်ချာနည်းလားမရှိဘူးဗျ။တရားသူကြီးကအမှုရဲ့အချက်လက်အလုံးကိုကြည့်ပြီး သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ရတာ။ဘဒုရဲ့ပေါ်ဆာမှုကပို့ပြီးအဓိကကြတယ်လေ။ဘဒုကနောက်ဆုံးဆွင့်ကမှမတော်တဆမှုကိုရှောင်လွှဲနိုင်တဲ့အခွင့်အရေးရှိရတယ်လေ။စတဲ့အချက်တွေကိုထည့်စင်စားပြီးအချိုးတစ်ခုကိုတတ်မှတ်ပေးတာပါ။နောက်ထပ်ခုခံချိပတ်ချက်တစ်ခုကတော့ဥပမာဘန်းကြီးခွန်တာတော့ကားပြိုင်ဝဲဝင်တာတော့လို့အန်ဒီရရှိမှတိတိကြီးနဲ့ကိုယ့်သဘောနဲ့ကိုယ်ဝင်လို့တဲ့ကိစ္စတွေမှာ ထိခွေတန်ရရရင်တော့ဘ து ကိုရရသွားဆွဲမလဲဒါကိုဥပဒေမှာ voluntary non fit injury ဆိုတဲ့လက်တင်ဆိုရုံနဲ့ရှင်းပြတယ် voluntary non fit injury ဟုတ်တယ်အဒီဘေကတော့သဘောတူပြီးသားလူကို ထိခိုက်နစ်နာစေတာဟာအပြစ်မမြောက်ဘူးလို့ဆိုလိုတယ် NDA ကိုတီးလျက်နေကိုယ့်သဘောနဲ့ကိုလက်ခံပြီးဝင် လုပ်ခဲ့ရင်နောက်ပိုင်းမှာနစ်နာမှုအတွေ့တခြားသူကိုအပြစ်တင်လို့မရတော့ဘူးဆိုတဲ့သဘောတရားပေါ့ခဏလေး ကျမတို့လေးလောက်နေတဲ့စာအုပ်တွေကအမှုတစ်ခုကိုသွားတွေးတယ်။ Dan V Hamilton ဆိုတဲ့အမှုအမျိုးသမီးတယောက်ကယင်မောင်းကအရက်တော်တော်မူနေမှတည်တည်ကြီးနဲ့သူ့ကားကိုလိုက်စီးတယ်။ဟုတ်ကဲ့။နောက်တော့ကားမတော်တော့စာဖြစ်ပြီးအဲ့ဒီမျိုးသမီးဒန်ရရသွားတယ်။ဒီမှုမှာဆိုရင်သူကအန်ဒီယာကိုတည်တည်ကြီးနဲ့လက်ခံခဲ့တာအယမ်းထင်ရှားနေတာပဲ။ဒီခုခန့်ကြည့်ပဲချက်နဲ့ဆိုရင်ယင်မောင်းဘက်ကအမှုနိုင်တော်မှာတေးချတော့ပဲလို့ကျမတို့ထင်တယ်။အဲ့ဒီလိုအထင်ရှားပဲလေ။ဒါပေမဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကအလုံးထင်ထားတာနဲ့ပြောင်းပြန်ဖြစ်သွားတယ်။ ဟာတရားရုံးကဘလို့သုံးသက်သွားလဲဆိုတော့ဟုတ်တယ်အမျိုးသမီးကရက်မှုနေရလူမောင်းတဲ့ကားကိုလိုက်စီးတာဟာအန်ဒီရရှိနိုင်တယ်ဆိုတဲ့ risk ကိုလက်ခံတာမှန်တယ်ဒါပေမဲ့ဒါပေမဲ့ရင်မောင်းရဲ့ boss ဆက်မှုကြောင့်ချစ်လာနိုင်တဲ့ထိခိုက်တန်ရာရတာကိုဥပဒေအရသဘောတူလိုက်တာတော့မဟုတ်ဘူးတဲ့အော်ရင်မောင်းရဲ့မစင်မချင်းမောင်းနေမှုကသာအဓိကအကြောင်းရင်းဖြစ်တဲ့အတွက် သူပဲတာဝန်ယူရမယ်ဆိုပြီးအမျိုးသမီးကိုလျော့ချပေးစေခဲ့တယ်ဟာဒါကတော့လုံးဝကိုမထင်ထားတဲ့ဆုံးဖြတ်ချက်ပဲဒါဆိုရင် volunteer non-fit injury ဆိုတဲ့ cookan chip ချက်ကတရားရုံးမှာအောင်မြင်ဖို့တော့ခက်ခဲတယ်ဆိုတဲ့သဘောလားရှင်တော်တော်လေးကိုခက်ခဲပါတယ်နင်းနာတို့ကအန်ဒီရီကိုလက်ခံယူပချာမကပဲအဲ့ဒီအန်ဒီရီကနေဖြစ်လာမယ်ဥပဒေအရအကျိုးဆက်အောက်လုံကိုပါစွန့်လွတ်ကြုံထင်းထင်းရှားရှားသဘောတူညီချက်ရှိမှဒီချေဘက်ချက်ကအောင်မြင်လေးရှိတာကောင်းပြီ အခုပိုးပြီးရှုပ်ထွေးတဲ့အခြေအနေတခုကိုစဉ်းစားကြည့်အောင်ခုနကပန်းအိုကစ်ရောပြန်သွားမယ်ပန်းအိုကပြုတ်ကျလာတာလားသိကြတယ်ဟုတ်ကဲ့ဒါပေမဲ့ဘာလို့ပြုတ်ကျလာမှန်းဘယ်သူမှမသိဘူးလေတိုက်လို့လားကလေးကစားရင်တိုက်ထလိုက်တာလားဒါမှမဟုတ်ပန်းအိုတင်တဲ့စင်းကမခိုင်လို့လားနင့်နာသူဖက်ကဘလို့လို့ပြီးတိတိကျကျသက်သေပြနိုင်မှလဲပန်းအိုတွေကသူ့အလိုလိုလာတာဆောင်ပေါ်ကနေ ခုံချက်လေးမရှိဘူးဆိုတာပဲသိတာလေအဲ့ဒီလိုအခြေအနေမျိုးအထက် ဥပဒေမှာအလွန်အစွမ်းထတဲ့ကိရိယာထုရှိတဲ့သူကို rest ipsa locator လို့ခေါ်တယ် rest ipsa locator ဟုတ်တယ်ဒါလည်းလက်တင်စကားလုံးပါပဲအတိပေကအဖြစ်ဖြစ်ကိုနိုင်ကတက်တယ်ခံနေသေးတယ်တနည်းပြောရင် smoking gun principle လို့ပြောလိုက်ရတယ် smoking gun အခန်းထဲကိုဝင်သွားလို့ကျမ်းမြင်ပေါ်မှာမိခုထွန်းနေတဲ့တနတ်တလတ်နဲ့လင်းနေတဲ့လူတယောက်ကိုတွေ့ရင်ဘသူရင်းတယ်ဆိုတာကိုဗီဒီယိုရိုက်ထားတာမရှိရင်တော့ ဘာဖြစ်ခဲ့လဲဆိုတာကိုကောက်ချက်ဆွဲလိုက်ရတယ်မို့လားအချင်းနေကိုယ်တိုင်ကသူ့ဇလံကိုသူပြောပြနေတာဟိုဆိုလိုတာကဒီလိုမတော်တဆမှုမျိုးကပို့ဆက်မှုမရှိပဲဖြစ်ကုန်မဖြစ်နိုင်ဘူးဆိုတာထင်ရှားနေရင်နင်နာသူကအသေးစိတ်အသက်တည်ပြရစရာမလိုပဲထရားပြိုင်ဘက်ကသူတို့မှာပို့ဆက်မှုမရှိကြောင်းပြန်တက်တည်ပြတော့မယ်ဆိုတဲ့သဘောလားအတိကျပဲတက်တည်ပြရမယ်တာဝန်ကတစ်ဖက်ကိုပြောင်းပြန်လန်းလိုက်တာဒီအယူဆရဲ့အခြေခံအမှုက Barn v Bodo ဆိုတဲ့1863ခုနှစ်ကအမှုပဲအင်း တရားလိုကဂျုံမုံဆိုင်ဒီဇိုင်းရှေ့ကဖြတ်လျော့กว่าတော့ဒုတိယထပ်ပရင်းပေါကနီဂျုံဘုံတလုံးပြုတ်ချလာပြီးသူ့ကိုထိမှန်သွားတယ်။တရားယုံကဂျုံဘုံတရားသူ့အလိုလိုပရင်းပေါကနီပြုတ်ချလည်းမရှိဘူး။တစုံတယောက်ရဲ့ပေါ်ဆက်မှုချောင်းပဲဖိရမယ်လို့ကောက်ချက်ချပြီးဂျွန်ဆိုင်ကိုလျော်ကြေးပြစေခဲ့တယ်။ဒါပေမဲ့ဒီ resp ipsa lokutu ဆိုတာအမေနဲ့အလို့ဖြစ်မှာတော့မဟုတ်တော့ဘူးเนาะကျမတို့ source ထဲမှာရလက်မတူတဲ့အမှုတွေတွေ့နေရတယ် Stone V Bolton ဆိုတဲ့ cricket ဘောလုံးအမှုနဲ့ Bind V Ball တို့ဂျုံမုံအမှုချောင်းကအကွာချချက်ကိုကျမသိနာမလဲဘူး။ဟုတ်ကဲ့။နှစ်ခုလုံးကတစ်ခုခုပြုတ်ကြ၊နောက်မှလွန့်ထွက်လာပြီးလမ်းသွားလန်လောက်ထိတာပဲလေ။ဘောလုံးတစ်ခုကပေါ်ဆောင်မှုဖြစ်ပြီးနောက်တစ်ခုကမခေရလဲ။အထီးကကွာချချက်ကပါလဲရှင်။အဲ့ဒီအချက်ကအရေးကြီးတယ်။ Stone V Bolton အမှုမှာ cricket ကွင်းထဲကနေဘောလုံးကလမ်းမပေါ်လွန့်ထွက်ပြီးလူကိုထိသွားတာ။ဒါမဲ့တရားရုံးကစစ်ဆေးကြည့်တဲ့အခါ အဲ့ဒီကွင်းကနစ်ပေါင်း30အတွင်းမှာဘောလုံးကွင်းအပြင်ကိုလွင့်ထွက်တာကချုပ်ကျင်လောက်ပဲရှိခဲ့ဘူးတယ်။အော်ရှားတယ်ပေါ့။ဟုတ်တယ်။ဒါဟာအလွန်ဖြစ်တောင်ဖြစ်ခဲ့တဲ့အဖြစ်အပျက် a freak accident လို့တရားရုံးကတုံ့တတ်တယ်။ဒီလိုတတောင်းမှတကားဖြစ်နိုင်ခြေတရကာကွယ်ဖို့ခံတက်ကြည့်တကူတိဆောက်ထားစရာမလိုဘူး။ဒါကြောင့်ကလပ်မောင်ပေါ်ဆမှုမရှိဘူးလို့ဆုံးဖြတ်ခဲ့တယ်။အင်းဂျွန်ပုံးကြတာကတော့အဲ့လိုမဟုတ်ဘူး။ဂျွန်ပုံးတွေက တီတီချာချာမထားရင် အခြေမြေပြိုကျနိုင်တယ်။ဆိုလိုတာက ဖြစ်နိုင်ခြေရဲ့အတိုင်းအတာ probability ကွာသွားတာပေါ့။အော်တခုကကြိုတင်ကားကွယ်တင်းတဲ့ဖြစ်နိုင်ခြေရှိတဲ့ end ရဲ့နောက်တခုကတော့ကန်ဆိုးအကြောင်းမလားလို့ဖြစ်သွားရဲ့အလွန်ရှားပါတဲ့ကိစ္စဆိုပြီးကွဲသွားလာကိုဟုတ်တယ်။နောက်တမှုကြည့်အောင် Stansby versus Truman အမှုဟုတ်ကဲ့အင်ကိုစေးတုပ်ဖို့လာတဲ့ကင်ထရိုက်တာကအလွတ်လုံနေတော့အင်တကားကိုတော့မခတ်ပဲ အပြင်ခဏထွက်သွားတယ်။အဲ့ဒီအချိန်သူကိုဝင်ပြီးပစ္စည်းတွေအခိုးခံရတယ်။อืมဒီမှာတော့ဒီအယုံကကန်ထရီတာမှာအင်ရဲလုံချုံရဲကိုဂယုစိုက်ဖို့တာဝန်ရှိတယ်။အဲ့ဒီတာဝန်ကိုပြက်ကွက်ခဲလို့ပစ္စည်းအခိုးခံရတာဟာသူရဲ့ပေါ်စားမှုရဲ့တိုက်ရိုက်အကျိုးဆက်ပဲဆိုပြီးတာဝန်ရှိတယ်လို့ဆုံးဖြတ်ခဲ့တယ်။ဟာဟုတ်ကဲ့။နောက်ဆုံးတမှုကတော့ Austin versus Great Western Railway အမှုမိခင်တယောက်ကအသက်၃နှစ်ကျော်နေပြီဖြစ်တဲ့ကလေးအတွက်လက်မမဝယ်ပဲယထာပေါ်ခေါ်လာတယ်။အင်း ယထာမတော်တဆဖြစ်တော့ခလိတန်ရရသွားတယ်ယထာကုမ္ပဏီကခလေးကတရားဝင်ခီးဒီမဟုတ်လို့သူတို့မှာတာဝန်မရှိဘူးလို့ခြေပေးတယ်ဒါပေမဲ့တရားရုံးကယထာကုမ္ပဏီမှာခီးဒီအလုံးရဲ့လုံညုံရေးကိုဂျူးဆိုင်ဖို့အထွေထွေတာဝန်ရှိတယ်အဲ့ဒီတာဝန်ကိုပြက်ခွက်ခဲ့တယ်ဆိုပြီးကြော်ကြီးပေးရှိခဲ့တယ်ဒီအမှုတွေကိုခြုံကြည့်လိုက်ရင် Res ipsa locutor ကိုအတုံးချနိုင်ဖို့အတွက် မတော်တဆမှုကပေါ်ဆမှုမရှိဘဲမဖြစ်တတ်တဲ့အမျိုးအစားဖြစ်ရမယ်။အဖြစ်ပြက်ကိုတရားပြိုင်ကထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာရှိရမယ်ဆိုတဲ့အချက်တွေကအတိအကျနေတာပေါ့။အဲ့ဒီအချက်တွေအပြင်နိနာတုဘကပထောက်ကိုပေါ်ဆမှုမရှိတာကလည်းအရေးကြီးတယ်။ဒီအချက်တွေနဲ့ကိုင်ညီမှာဒီအယူအဆကတရားလိုအတွက်အားကောင်းတဲ့ကိလေသာတစ်ခုဖြစ်လာမှာပါ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံကြည့်ရအောင်။ပေါ်ဆာမှုဆိုတာရိုးရိုးအမှားတစ်ခုကန်ဆိုးမှုတစ်ခုထက်အများကြီးပိုချေပြန့်နေဟုတ်ပါတယ် တွေကသတ်မှတ်ထားတဲ့စာမှန်အမျိုးအမြင်ရှိသူဆိုတဲ့စံနှုန်းနဲ့တင်းတာရတယ်။နင်နာတူဘက်ကလည်းတင်းချက်တဲ့ checklist တစ်ခုကိုတက်တည်ပြဖို့လိုအပ်တယ်လို့တရားပြိုင်ဘက်ကလည်းရှုပ်ထွေးတဲ့ခုခံခြေပြတ်ချက်တွေနဲ့ပြန်လည်ခြေပြတ်နိုင်မွန်းရှိတယ်။အဓိကအချက်ကတော့ဥပဒေဟာတာဝန်ယူမှုနဲ့တာဝန်ခံမှုကိုမျှတအောင်စ조사ထိုင်ပြနေတာပါပဲ။သူတစ်ပါးကိုထိခိုက်နင်နာစေတဲ့မစစ်မချင်းမှုတွေအသက်တာဝန်ရှိစေတယ်လို့ဖိရမှာပောင်းရသူအလုံးရဲ့အခန်းကဏ္ဍဖြစ်တော်ဖြစ်ခဲ့နိုင်ခြေတွေနဲ့ တခြားအခြေအနေတွေကိုပါမျက်မျက်ကတ်တာထည့်သွင်းစဉ်းစားပေးတယ်။ဟင်းအရာလုံးကအဖြူအမြဲခွဲသလိုရိုးစင်မနေပါဘူး။နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေးတစ်ခုခြံထားခဲ့ခြင်းပါလေရှင်။ဒီဆွေးနွေးမှုဒီလျှောက်လုံးမှာအဓိကချက်ခဲ့တဲ့စာမှန်မျှော်မြင်ရှိသူဆိုတာဘသူဖြစ်မလဲ။ဟုတ်ကဲ့။သူရဲ့စံနှုန်းတွေကအတိဖြစ်မနေဘူး။ဤပညာနဲ့လူမှုစံနှုန်းတွေပြောင်းလဲလာတာနဲ့အများအချိန်နဲ့အမျှပြောင်းလဲနေတယ်။ဥပမာ ဒီနေ့ခေတ်မှာမောင်တူမန်ကားတစီရတဲ့တာမန်ဂရုဆိုင်မှုလို့သတ်မှတ်ထားတဲ့အရာကနောင်အနှစ်20မှာကြီးမားတဲ့ပေါ်ဆောင်မှုအဖြစ်ရှုမြင်ခံရနိုင်ပါတယ်။อืมစီကွင်းစာစရာအချက်ပဲ။အနာဂတ်ရဲ့တာမန်အမျှော်မြင်ရှိတဲ့ AI တခုရဲ့စံနှုန်းကဘလို့ဖြစ်လာမလဲ။ဒါကတော့ကျမတို့အားလုံးဆက်လက်တွေးတောဆင်ခြင်စရာအချက်တစ်ခုပါပဲ။